Xiaomi ကနောက်ပိုင်းက iPhone နဲ့တော်တော်လေးပုံစံတူအောင်လုပ်ထားတယ်เนาะဒါကတော့ Redmi K90 Pro Max ရဲ့ရှေ့မှာမြင်ရတဲ့ပုံစံလေးပေါ့เนาะဒါကတော့ Redmi K90 Pro Max ရဲ့ Bud G လေးပါဒါကတော့ Jin Jin ဒါနဲ့လုပ်ထားတဲ့ model လေးဖြစ်ပါတယ်ကင်မရာ၃လုံးရဲ့ speaker ရဲ့ Redmi logo လေးရဲ့ပါတယ်ဒါကတော့ဖုန်းရဲ့ဘေးဘက်ခြမ်းပါပါဘေးဘက်ခြမ်းမှာ internal line နှစ်ခုပါတယ် အောက်ဘက်ခြမ်းမှာကြတော့စင်ထရမယ့်နေရာရဲ့မိုက်ခရိုဖုန်းရဲ့အင်တာနက်လိုင်းရဲ့တိုက်စီဘောက်ရဲ့စပီကာဘောက်ရဲ့ပါတယ်။နောက်ဘက်ခြမ်းမှာကကျွန်တော်တို့အင်တာနက်လိုင်းရဲ့ပါဝါဘတ်တွန်ရဲ့ဗောလုံးအတူအလျှော့ဘတ်တွန်ရဲ့အင်တာနက်လိုင်းရဲ့ပါတယ်။အပေါ်ဘက်မှာကကျွန်တော်တို့အင်တာနက်လိုင်းနဲ့စပီကာနဲ့အင်တာနက်လိုင်းနဲ့ဆိုပြီးတော့ပါလာတာပေါ့နော်။ကင်လို့တော့တော်တော်ကောင်းမယ်ထင်တယ်ဗျ။ကင်မရာပလက်2နဲ့ဒါပေမဲ့ကင်မရာပလက်2ကိုဒီတိုင်းမထားတာပဲနဲ့စပီကာ စောင်းမိုင်ဘော့ဆိုပြီးတော့ထည့်ထားပြီးတယ်။ဟာဝဲရတော့နော်။ပြောမနေနဲ့။ရှောင်းမီရ